ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပလက်တိုနဲ့မော်ခီစခန်းကိုဗိုလ်ချုပ်စောနဲ့ဓားမြဦးဆောင်တဲ့ကော်တူးလီအာမီ KTL နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်နေတာကြောင့်တိုက်ပွဲဖြစ်ပွားနေပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ကင်းမီနေမြောက်လီမြို့တောင်ပဲစစ်ကောင်စီရဲ့ပလက်တိုနဲ့မော်ခီစကန်ကိုဗိုလ်ချုပ်စောင်းနေတမ်းမြောက်ဦးဆောင်တဲ့ကော်တူလေးအာမီ KDN လေးနဲ့ဒေါ်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်နေတာပါ မေလ21ရက်နေ့မနေ့ခွန်ရိုင်းလောက်ကစတင်ပြီး KDLA ပူပေါင်းတပ်တွေကဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်။ဒင်းရလို့ရှိတော့ရှိတယ်။မနေ့ညနေပိုင်းမှာလည်းဒီဘလက်တော့မှာလည်းဆွဲလဲတည်တယ်။ဒါပေမဲ့ဒီနေ့လေတော့ပူကြမလာတော့မတော်တာလို့ဆရာ။အဲ့ဒါတော့ပြေးကြပဲနော်။ကြာလာမကြာလာတော့ဟိုမနေ့အားတော့မသေးကြတော့ပြီးတော့ဒီနေရာမှာလည်း ဒီမော်ခီမှာလည်းကြိုင်နေတယ်ကြားရအာမော်ခီတော့မကြတယ်ဘူးဆိုတော့တကယ်နည်းနည်းလေးနောက်ဆုတ်ခွာတာပဲရှိရပါတော့အဲပြာတော့ပြာဆွဲမှာပါနှစ်ဖက်တိုက်ပွဲကြီးကြောင့်ဒေသခံပြည်သူနေရာလောက်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ပေးတင်းချောင်ခဲ့ရပါတယ် ကတော့သူတို့အတွက်ကတော့ဗာလို့ဆို60ပေါ့နော်သူတို့ညီထုံကြီးအတွက်ကတော့အထူးအဆွေရရတယ်ဆိုပြီးလို့ချင်းစားဖို့နေရင်စားဖို့တောက်ဖို့အတွက်ပေါ့နော် ဟိုဒီတောင်းတခံမောအထမတောင်းလာနိုင်တယ်လို့တော့ဘုမလည်းပြောလို့မရဘူးလေနော်ဆိုတော့အဲ့အဲ့ဒီအထိကအဆက်အသွယ်ဆိုးရင်ရတာပေါ့ရှင်ဟုတ်အရင်တော့ကတော့ကိုရီနီထိုင်နေတဲ့ကိုယ့်ရဲ့ပြည်သူလူထုတွေနေတဲ့ကြောင့်မှဆိုလို့ရှိရင်အဲ့ဒီလေတောင်းတခံမှုတွေဖြစ်တဲ့အတွက်ကြောင့်မျိုးဒရုန်းတွေနဲ့ပေါ့နော်အဲ့လိုကြည့်ခဲ့တဲ့အတွက်ကြောင့်မလို့ကိုရီးယားမှာစိုက်ပျိုးထားလဲတော့ပါခြံတယ်။နေရာစိုက်ပျိုးခင်းတယ်၊တရိတ်ဆန်တယ်အဲ့လိုမျိုးကြီးပေါ့နော်။ရှိခက်ပြည့်စည်ရတယ်အများကြီးရှိတယ်။ ဲ့ဒါအမှန်တကယ်ဆိုလို့ရှိရင်တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာလည်းအများကြီးဟိုဆိုချိခိုက်မှုတွေရှိရတယ်เนาะကင်းမြို့သားစီယုံဂိမ်းတက်မခွနဲ့နေမီလိုင်မွေးမြို့နဲ့ဒေါနာတောင်ရှိချမ်းထိုင်းကျန်ဆက်တစ်လျှောက်တက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်းနေတဲ့ကပူလူတူခလေလေးတခေါပီခီငောဖားတူတာလေပြူရမဲလာ မော်ဖိုကိစကန်းတွေကိုဂိမ်းတက်မခွနဲ့နောက်ခံပူပေါင်းတက်တွေကတင်းယူပြီးဖြစ်တယ်လို့သိရပါတယ်ကျွန်တော် 安康。Oh,